စောစောမင်းများအားလုံးပဲမင်္ဂလာပါရှင့်။အနည်းရဲ့ channel လေးကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါရစေ။ဒီနေ့ရဲ့ video လေးကတော့ အနီတို့ manifestation tips တွေအကြောင်းပြပြသွားမယ့် video လေးဖြစ်ပါတယ် specifically ငွေကြေးမဆက်တွေအကြောင်းကိုပြောသွားမယ်ဒီ video ရဲ့ခေါင်းစဉ်လေးအတိုင်းပဲ the financial freedom ကိုဘယ်လိုအရောက်သွားရမလဲဆိုတဲ့အကြောင်းကိုဆွေးနွေးတင်ပြပြီးတော့မှာဖြစ်ပါတယ်အဲ financial freedom ဆိုရရ is such a big word ပေါ့နော်စကားလုံးရအကြီးကြီးပဲငွေကြေးနဲ့ပတ်သက်ပြီးတော့မှလွတ်လပ်မှုကိုရနေတယ်ဆိုတော့ ဘယ်လိုမျိုးချိတ်ဆက်ရမလဲဘယ်လိုမျိုးအဲ့ဒီစန္ဒဖြစ်မြောက်ရအောင်လုပ်ရမလဲဆိုတာကိုစိတ်ဝင်စားတယ်ဆိုရင်တော့ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးပါဦးနော် Okay ဟုတ်ပြီအဲ့တော့ financial freedom ဆိုတာဘာလဲဆိုတာနေပဲအနည်းအချင်းချင်းလေးစလိုက်မယ် financial freedom ဆိုတာကတော့ငွေကြေးနဲ့ပတ်သက်လို့ရှိရင်စိုးရိမ်မှုပဲကြာမလိုပဲနဲ့ကိုကြိုက်တဲ့အရာကိုကိုကြိုက်တဲ့အချိန်မှာလုပ်နိုင်တဲ့လွတ်လပ်မှုမျိုးကို financial freedom လို့ခေါ်တာပေါ့နော်လူတယောက် financial freedom ရနေတယ်ဆိုရင်သူကငွေကြေးပတ်စံအကြောင်းကိုစဉ်းစားစရာမလိုတော့ဘူးတွေးစရာမလိုတော့ဘူးလာလိုက်လာတိုင်းမှာ ေးဆရာရှိရတယ်ဖြည့်ရှင်းဆရာရှိရတယ်ဘလို့ဖြည့်ရှင်းရမလဲဆိုတော့တွေးဆရာမလို့တော့ဘူးတနည်းအားဖြင့်တော့အညီရော limitless black card ရထားလို့ပဲပေါ့နော်ကိုက black card ကိုလက်ထဲမှာကင်ထားတော့ shopping ထွက်ခြင်းနဲ့ချိန်ထွက်လို့ရတယ်လှူခြင်းနဲ့ချိန်လှူလို့ရတယ်သုံးခြင်းနဲ့ချိန်သုံးလို့ရတယ်ဘလောက်ပဲသုံးသုံးကိုမှာ limit ဆိုတာမရှိနေတဲ့ color တစ်ခုကိုအဲ့ဒါ financial freedom လို့ခေါ်ပါတယ်အဲ့တော့ financial freedom ကိုလိုချင်တဲ့သူတွေအများရှိတယ်အနီကိုရယ်ပါဝင်ပေါ့နော် manifestation center တွေအကြောင်းရေးကြပြီးဆိုလို့ရှိရင် financial freedom ကိုလိုချင်ပါတယ်ဆိုရဲသူက၁၀ရောက်မှဆိုရင်၈ရောက်လောက်ရှိတယ်။အဲဆိုအနေနဲ့အားလုံးကငွေကြေးနဲ့ပတ်သက်လာလို့ရှိရင်အများနဲ့လွတ်လပ်ချင်ကြတယ်လေငွေကြေးနဲ့ပတ်သက်ရင် မစင်စားခြင်းမတွေးခြင်းငွေဘယ်လိုရှာမလဲလားအကုန်လုံးရှင်အဲဘေးစရာတွေကိုဘယ်လိုပေးရမလဲဆိုတာတွေကိုအညီရောမတွေးခြင်းတော့မစင်စားခြင်းတော့အဲ့တော့အညီရော financial freedom ဆိုတဲ့အရာတစ်ခုကိုလက်ခံရရှိခြင်းတယ်ဒါပေမဲ့ financial freedom ဆိုတဲ့အရာတကယ်တော့ energy တစ်ခုပဲဖြစ်တယ်ဆိုတာကိုအညီတို့အရင်ဦးစောင့်စပြီးတော့နားလည်ဖို့ကအရေးကြီးပါတယ်တဲ့အညီကိုရိုင်းကိုဒါဒီအကြောင်းတွေကိုဝေမျှပေးနေတယ်ဆိုတော့ financial freedom ရနေလားလို့မေးတယ်ဆိုရင်တော့ energy ရကြည့်မယ်ဆိုရင်တော့အနည်းမှာ financial freedom အပြည့်ရှိထားတယ် limit ပေါ့နော်ဒီ number တွေနဲ့သွားကြည့်မယ်ဆိုလို့ရှိရင်တော့ပမာဏတစ်ခုအရာသွားကြည့်မယ်ဆိုလို့ရှိရင်တော့ financial freedom ရှိလားဆိုရင်တော့မရှိဘူးလို့ဖြေရပါလိမ့်မယ်ဥပမာသိန်းပင်နဲ့တောင်းရမှ financial freedom ရမှလို့တွေးထားခဲ့တယ်ဆိုရင်တော့အနည်းမှာအဲ့လို freedom မျိုးမရဘူးမရှိနိုင်ဘူးဒါပေမဲ့ okay energy အရာဆိုလို့ရှိရင်တော့ကိုကြိုက်တဲ့အရာကိုကြိုက်တဲ့အချိန်မှာလုံနိုင်လားစားနိုင်လားအဲဘေးကျင်တဲ့နေရာမှာဘေးနိုင်လားလို့မေးတယ်ဆိုလို့ရှိရင်တော့လုံ နိုင်တယ်ပေးနိုင်နေတယ်အဲ့ဒါက freedom လို့သတ်မှတ်တယ်ဆိုရင်တော့ရှိနေတယ်လို့ဖြေရပါလိမ့်မယ် financial freedom ကငွေကြေးပတ်သက်တဲ့ပတ်သက်လာရဲ့အနည်းပြောရရင်နည်းနည်းလမ်းပြောက်ခဲ့တဲ့အပိုင်းလို့ပြောရမယ်ဘာဖြစ်လို့လဲဆိုတော့အနည်းလွန်ခဲ့တဲ့9နှစ်ကလေးကဒီ journey ကိုစခဲ့တယ် many attraction လောက်ရတာအနေအတွက်အရန်လွယ်ခဲ့တယ်ပေါ့နော်အနေနဲ့ camp တွေတောက်လျှောက် join မှုတွေ soul family တွေဆိုရင်လည်းအောင်မြင်မှုတွေအများကြီးရခဲ့မှုတွေ band ဆိုင်လက်မှတ်တွေထဲမှာကိုလိုချင်တဲ့ပတ်သက်ပမာဏတွေကိုရေးတယ်အိမ်ငွေကြေးပမာဏတွေကိုစီကိုတကယ်ရောက်လာတယ်လိုချင်တာတွေဝယ်လို့ရလာတယ်တုံးလို့ရလာတယ်ဒါပေမဲ့ပြဿနာက ကိုကလိုချင်ပြီဆိုလို့ရှိရင်တကူးတကအီး manifest ထုတ်ပြီးတောင်းနေရတဲ့ကိစ္စပဲအဲ့တော့ freedom ကမရှိတော့ဘူးငွေရနောက်ဆုံးမှာတော့သူ့ဟာသူလေတော့ရောက်တော့ရောက်လာတယ်ပေါ့ဒါပေမဲ့အဲ့မရောက်လာခင်အချိန်အတွင်းကာလမှာကိုကအရင်စိတ်ပင်ပန်းရတယ်အရင် ဟိုအပူတပြင်းကြီးပဲဟိုပေါ့နော် manifest တွေဒါကြီးလုပ်နေရတယ်ဆိုရဲဟာကြီးကိုအနေရောတဘောမကြကြအဲ့တော့အနီကိုရိုင်းကအဖြေရှာတယ် okay ဟုတ်ပြီငါဒီလိုကြီးလိုချင်တဲ့အချိန်လိုအပ်လာပြီဆိုတဲ့အချိန်ကျတော့မှအသေးတိုင် manifest လုပ်နေရတယ်ငွေကြေးပိုင်ဆိုင်မှုဘဝဟိုငါမပြောမွေးတော့ဘူးငါငွေကြေးနဲ့ပတ်သက်လာရေးစိတ်လွတ်လပ်လို့ဖြစ်ချင်တယ်ပူပန်တော့ကရင်မရှိချင်ဘူးအာငွေကြေးကြီးကိုငါပေါ့နော်အတင်းကြက်ကြီးလဆင်လာရင် manifest လုပ်နေရတဲ့အရာကြီးတခုမဖြစ်စေချင်ဘူးဆိုပြီးတော့စပြီးရှာဖွေတော့ financial freedom ဆိုတဲ့အရာကိုတော့တွေ့ တယ်အနီရောဆရာဆရာဓမ္မတွေကပြောပြကြတယ်ပေါ့နော် financial freedom ကိုသွားရမယ်ဒါပေမဲ့အနီနားမလဲရတာ financial freedom ကိုအနီက digit တစ်ခုလို့ထင်နေတာပမာဏတစ်ခုပေါ့ဥပမာအငွေကြေးပတ်စံသိန်းဘယ်နှတောင်းဆိုရင်တော့ okay ဒါ financial freedom ပဲလို့အနီကသွားထင်နေတာထင်နေတော့ကိုယ့်ရဲ့စိတ်ထဲမှာအဲ့ဒီ digit တစ်ခုကို bank နဲ့မှမပိုင်ဆိုင်ထားသေးမချင်းပါကိုက financial freedom မရှိဘူးဆိုအမြဲတမ်းကိုကိုကိုထင်ခဲ့တယ်ပေါ့နော်ပြီးတော့အဲ့ဒီ digit ဆိုတာကြီးကလည်းမဖြစ်နိုင်တဲ့ပမာဏကြီးလုံးဝမဖြစ်နိုင်ဘူးငွေကြေးတစ်နှစ်ကိုတိန်းတသောင်းကစုနိုင်နေဆိုလို့ရှင်တော့ငါ financial freedom ဖြစ်ပြီပေါ့ဆိုဒါပေမဲ့အဲ့ဒီအရာကြီးကဘာဖြစ်လာလဲဆိုကြာလာတော့ကိုယ့်ရဲ့ money block တွေဖြစ်လာစေကြာလာတော့ရနေရဲ့ဝင်ငွေလေးတွေကပါအဆင်မပြေတော့ငွေလေးတွေကရလာပြီဆိုတာနဲ့ပြန်ပြန်မိထွက်သွားတော့အဲ့တော့အနေတိလိုက်တယ်အော်ဒီ mindset ကမမှန်သေးဘူး ဒါငါ့အတွက် financial freedom မဖြစ်နေဘူးဘာဖြစ်လဲဆိုကို့မှာအဲ့ငွေကြေးတိမ့်တောင်းဆိုတာကြီးမရမချင်းကိုကိုယ်စိတ်ထဲမှာငါကအဲဘလို့မှ freedom မရနိုင်ဘူးငါဒီပမာဏယူရောဘယ်ရောက်တော့ရှာရမှာလဲဘယ်လိုရှာရမှာလဲဆိုရယ်စိတ်ဆင်းရဲတော့ကာကြီးပို့ပြီးတော့ရောက်တာပေါ့အဲ့ချိန်မှာအနည်းအတွက်အနည်းအောင်လေးတစ်ခုကိုရှာတွေ့ခဲ့တယ် financial freedom ဆိုတာ digit တစ်ခုနဲ့တတ်မှတ်လို့မရဘူးဆိုရယ်အသိပညာလေးတစ်ခုပါတကယ်တော့ financial freedom ဆိုတာ digit တစ်ခုမဟုတ်ဘူးတယောက်နဲ့တယောက်ကလည်း freedom ရဖို့အတွက်တတ်မှတ်ထားတဲ့အဲငွေကြေး ပမာဏလည်းဒီမှာမဟုတ်ဘူးပေါ့အဲ့တော့ financial freedom ကိုပမာဏတစ်ခုနဲ့ digit တစ်ခုနံပါတ်တစ်ခုနဲ့ဘယ်လိုမှတတ်မှတ်လို့မရပါဘူး energy နဲ့ဒါလည်းအနေနဲ့ချိတ်ဆက်လို့ရပါတယ်အဲ့ဒါကိုသဘောမပေါက်သေးရင် free တညာဘုတ်က emitter ခတ်ပါတယ်အဲ့ ော့ any financial freedom ကို energy လို့တိလိုက်ရတဲ့အချိန်မှာအယမ်းပျော်သွားတယ်ဟာအဲ့ဒါဆိုရင်တော့ငါ့အတွက်ချိတ်ဆက်ရတာပိုလွယ်သွားပြီငါကဒီ digital တခုကိုမရမချေချူစားနေရမယ် manifest လုပ်နေရမယ်လို့တွေးတော့အယမ်းစိတ်ပင်ပန်းခဲ့တယ်ငွေကြီးကကိုယ့်ကိုစိတ်ပင်ပန်းစေတဲ့အရာမဖြစ်အောင်ငွေကြီးကကိုယ့်ကိုစိတ်ပင်ပန်းစေပြီဆိုလို့ရှိရင်တေးကြတဲ့အဲ့လိုရဲ့ငွေကြီးလမ်းကြောင်း block ဖြစ်နေမှာပဲဘလောက်ချူစားပါစေတော့ငွေကြီးပတ်သက်ကြောင်းစဉ်းစားလိုက်လို့ကိုယ်ကစိတ်ဖိစီးစရာဖြစ်သွားတယ်စိတ်ပင်ပန်းစရာဖြစ်သွားတယ်မလောက်ကမှစိုးရိမ်သွားတယ်ကြောက်သွားတယ်ဆိုရင်အဲ့ဒီငွေကြီးပို့က ောင်းလာအောင်ဘယ်လိုမှလုံးနိုင်မှာမဟုတ်ပါဘူးအဲ့ဒါကလောကရဲ့အနိယာမပဲဖြစ်တယ်အဲ့တော့အဲ့ဒီ energy လို့တတွေ့လိုက်တဲ့ချိန်မှာအော်ငါ energy ဆိုရတော့တိလိုက်ပြီဒါပေမဲ့အဲ့ဒီ energy ကိုငါဘယ်လိုချိတ်ဆက်ရမှာလဲဆိုတဲ့အဖြေတွေကိုလိုက်ရှာပါတော့တယ်အဲ့ဒီနေ့မှာအနိရှာတွေ့ခဲ့တဲ့အဖြေတွေကမှ ပြန်ပြီးတော့ပေါ့နော် note လေးတွေထုတ်ထားပြီးတော့အယိုးရှင်အလွယ်ကိုစောင်း financial freedom ကိုရရှိနိုင်မဲ့ legacy ၃မျိုးကိုပဲအညီဝေမျှပေးတော့ပါမယ်။အဲ့၃မျိုးကိုကိုကလိုက်နာနိုင်တယ်တခြားလိုက်နာနိုင်တယ်ဆိုလို့ရှိရင် financial freedom ကိုမိမိကလက်ခံရရှိကိုရရှိလာပါလိမ့်မယ်။နံပါတ်၁ကပါလဲဆိုတော့ financial freedom ရဲ့ energy ကိုချိတ်ဆက်နိုင်ဖို့အတွက်ငွေကြေးရဲ့ပတ်စံကိုကိုယ့်ရဲ့ဘဝတွေကခဏလေးဖယ်ထုတ်မှရမယ်။ငွေကြေးပတ်စံနဲ့ပဲအရေးအားလုံးကိုလိုက်ပြီးတော့ကြည့်နေတဲ့အချိန်မှာအညီတို့ကငွေကြေးပတ်စံကိုလွတ်လပ်တဲ့ ခံစားချက်နဲ့ဘလို့မှချိတ်ဆက်လို့ရမှာမဟုတ်ဘူး financial freedom ဆိုတဲ့ဟာငွေကြေးကြောင့်စဉ်းစားနေရတာတွေကနေလွတ်လပ်သွားတာကိုပြောတယ်အဲ့မှာအနေရောငွေကြေးပတ်ဆက်ကြဘူးထဲထဲပြီးစဉ်းစားနေရင်အဲ့ဒီ freedom ရဲ့ energy ကိုလည်းရနိုင်မှာမဟုတ်ဘူးเนาะကိုကတော့ financial freedom ဆိုတဲ့အချိန်မှာကတော့အော်ငွေကြေးကြောင့်စဉ်းစားရတာပဲဆိုပြီးတော့အော်ငါပတ်ဆက်တွေဘလို့ရှာရမလဲပတ်ဆက်တွေကိုဘလို့ပို့တော့အောင်လုပ်ရမလဲဘလို့စီးပွားရေးလုပ်ပြီးတော့ပတ်ဆက်တွေကိုငါစုရမလဲငါ freedom ဖြစ်လာအောင်ဘလို့လုပ်ရမလဲတွေးနေတယ်ပြီးအဲ့ဒါ freedom ဖြစ်တယ်ဘူးအဲ့တော့ ငွေချေးပတ်သက်အကြောင်းကလည်းမတွေးလို့ကမရဘူးလေနော်။ဘာဖြစ်လို့လဲဆိုတော့တလားကုန်ပြီဆိုတာနဲ့လာစင်ဖို့ပေးရတော့မယ်၊မီတာဖို့ပေးရတော့မယ်၊မိပါဖို့ပေးရတော့မယ်၊ကိုယ့်ရဲ့ပညာတွေမြင့်တင်ဖို့အတွက်သင်တန်းတွေတက်ရတော့မယ်။အဲ့တော့ပေးစရာတွေကလည်းအများကြီးရှိတော့ငွေချေးပတ်သက်အကြောင်းမတွေးပေးရလေနေလို့မရ။အနီကရိုင်လောက်ခဲ့တဲ့ tips တွေတခုအဝေးမျှပေးမယ်။ကိုကကိုရဲ့ဘဝမှာငွေကြေးပတ်စံကြောင်လုပ်နေရတဲ့အရာတခုမဟုတ်တဲ့အလုပ်ပေါ့နော် ဒီဒီအလုပ်ကငွေကြေးကြောင့်လုပ်ရတာမဟုတ်ဘူးငွေရစလဲရမမရစလဲမရတေးချာတာတော့ကိုကအာဒီအလုပ်ကနေငွေကြေးပတ်ဆောင်မျောကိုချင်းမရှိဘူးကိုဝါသနာပါလို့ရလုပ်တယ်ကိုပျော်လို့လုပ်တယ်ကိုကြိုက်တော့လုပ်တယ်ဆိုရဲအလုပ်တစ်ခုကိုနေ့စဉ်ဘဝမှာထည့်သွင်းထားပါအဲ့ဒီအချိန်ကကိုရဲ့ financial freedom ကိုချိတ်ဆက်နေတဲ့အချိန်ပဲဖြစ်ပါတယ် နော်အဲ့တော့ annual so family များတနေ့လုံးငွေကြေးပတ်သက်ဒီအကြောင်းဘယ်လောက်ပဲတွေးခဲ့ပါစေဖြစ်နိုင်တနေ့ကို10မိနစ်နဲ့15မိနစ်ကတော့အဲ့ဒီငွေကြေးပတ်သက်အကြောင်းလောက်ရတဲ့အလုပ်မဟုတ်တာတစ်ခုခုကိုတေချာပေါက်ကိုယ့်ရဲ့ဘဝမှာလှုပ်ဆောင်ပါအဲ့ဒါအနည်းတော့လေအများကြီးကြောင်းနေတော့စီတယ် ဆိုတော့အနိဒွတ်လည်းအဲ့လိုပဲငငွေကြီးပတ်စံတာမရနိုင်ဘူးဆိုရင်တောင်မှပဲဆက်လုပ်နေအောင်မယ်အလုပ်ကဘာလဲဆိုပြီးတော့တွေးကြည့်လိုက်တော့အခုလိုမျိုးဗီဒီယိုတွေကိုရိုက်ပြီးတော့နေ့တိုင်းနေ့တိုင်းပေါ့နော်ကိုယ့်ရဲ့အတွေ့အမြင်တွေကိုတိထားရတဲ့ဝေမျှပေးနေရတဲ့ အရာပဲအဲ့တော့အဲ့ဒီအရာကငါငွေကြေးပတ်ဆက်ကအဲ့နေရာကနေပြီးတော့မဝင်နေဘူးဆိုရင်တောင်မှပဲဒီအရာကိုလုပ်နေရောမှာဝါသနာပါလို့လုပ်နေမှာပျော်လို့လုပ်နေမှာဒါလုပ်နေရတဲ့ချိန်မှာလည်းအဲ့ဒီငွေကြေးပတ်ဆက်အကြောင်းလည်းမတွေးမိဘူးမစဉ်းစားမိဘူးအဲကိုပြောနေရတာပျော်တယ်ကိုပြောတဲ့စကားတွေကိုလူတွေကနားထောင်ပြီးတဲ့အခါမှာတခုခုအဲ ideas အတလေးရတော့မှဆိုတာကိုလည်းဝမ်းသာတယ်ကုသိုလ်ရတယ်လို့လည်းခံစားရတယ်အဲ့တော့အဲ့ဒီအရာကိုအနေစပြီးတော့မှလှုပ်ဆောင်တယ်နေ့တိုင်းနေ့တိုင်းเนาะနေ့တိုင်းနေ့တိုင်းအနေစပြီးလှုပ်ဆောင်တယ်ကိုယ့်ရဲ့ goals ကဟို ခြားပါတော့အနေနဲ့ခုဆို social media မှာတင်လိုက်ပြီဆိုလို့ရှိရင်ဘာငွေပတ်သက်တွေပြန်ပြီးရရဲ social media platform တွေရတယ်ဒါပေမဲ့အဲ့ချိန်အနေလုတ်ခဲ့တဲ့အချိန်မှာ social media platform ကနေပြီးဝင်ဝင်ရပါစေဆိုရဲစိတ်မျိုးနဲ့စတင်ခဲ့တာမျိုးမဟုတ်ဘူး မဟုတ်နေခဲ့ဘူးကိုပျော်လို့လုပ်နေတယ်ကိုပြောနေရပြောရ sharing လုပ်နေရတာ ပြောရဲအဲ့တော့ဘာဖြစ်လာလဲဆိုတော့အဲ့နေရာကနေ financial freedom ဖြစ်စေလောက်အောင်လို့ဝင်ငွေလမ်းကြောင်းတစ်ခုကကိုစီကိုရောက်လာလိမ့်မယ်အဲ့တော့ဒါတော့အနေကအောင်မြင်ပြီးသားသူတရားမလို့ပြောရဲလို့ထင်ကောင်းထင်လိမ့်မယ်တစ်ချိန်ကလည်းအနေကအောင်မြင်ရတူမဟုတ်နေသေးဘူးလေလွန်ခဲ့တဲ့၃နှစ်၄နှစ်လောက်ကဆိုလို့ရှိရင်အနေမှာလည်းအခုလိုမျိုး page ကလည်းအောင်မြင်သေးရလေမဟုတ်ဘူးခဲ့မနေလဲဖွင့်နိုင်သေးတာလည်းမဟုတ်ဘူးအလုပ်လည်းမရှိနေဘူး background လည်းမရှိနေတဲ့အချိန်ကာလရောက်ခဲ့ဘူးတာပဲလေနော်အဲ့ တော့အဲ့လိုမျိုးအနီရိုဆိုဖန်နီများဒါကအနီဝါဒနာပါတဲ့အရာကိုပြောပြတာကိုဝါဒနာပါတဲ့အရာကိုရှာပါအဲ့ဒါလေးတွေကအစားတောက်တွေချက်ကျွေးပြီးတော့အာဘေးအင်းနီနာချက်တွေဝင်းမြပေးတာလည်းဖြစ်ကောင်းဖြစ်လိမ့်မယ်အာစာတင်ရတာလည်းဖြစ်ကောင်းဖြစ်လိမ့်မယ်အဲ့တော့ကိုကအဲ့ဒါဝေကြီးပတ်စံကြောင့်မဟုတ်ဘူးကိုဝါဒနာပါလို့ကိုကိုပျော်လို့ကိုလုံနေရတဲ့အလုပ်တစ်ခုကို အမှန်တင်ပြီးတော့မှအဲ့ဒီအရာနဲ့သစင့် အပန်းနဲ့ဆန်နေကြီးနဲ့ချိတ်ဆက်ပါ။အော်ဒီချိန်မှာငါဒီအလုပ်ကိုငွေကြေးပတ်သက်အကြောင်းကိုတွေးစရာမလိုဘဲနဲ့လုံနေနိုင်တယ်။အဲ့ဒါဟာငါအတွက် financial freedom ရဲ့ abundance energy ပဲဆိုတာကိုစပြီးတော့ချိတ်ဆက်ကြည့်ပါ။ဆက်ဆက်ချင်မှလုံရတာအရန်ခတ်လိုက်မယ်။အရန်ခတ်တယ်။ မလွယ်ကူဒါပေမဲ့တဖြည်းဖြည်းချင်းချင်းရနေပြီးတော့မှကိုကအဲ့လိုလှုပ်ဆောင်ရတာကိုအာရင်းနှီးကျွမ်းဝင်လာတယ်ပျော်လာတယ်လောက်ရတဲ့အချိန်မှာကိုကတကယ်ကိုချမ်းသာကြွယ်ဝနေတယ်လို့မျိုးတကယ်ကိုငွေကြေးကြောင့်လောကတွေးဆရာမလိုနေတော့သူတယောက်လိုမျိုးကိုကိုကိုခံစားလာရလိမ့်မယ်โอเคအဲ့တော့ financial freedom ရဖို့အတွက်နောက်ထပ်တစ်ချက်ကဘာလဲဆိုတော့ကိုရဲ့ comic loop တွေကိုဖြည့်ချခြင်းမှာကံကြွေးတွေကိုဖြည့်တာပေါ့เนาะအဲ့တော့ financially ဒီငွေစည်းအကြောင်းပြောပြီဆိုလို့ရှိရင်လည်းအနေတို့လူသားတွေမှာကငွေနဲ့ပတ်သက်တဲ့အဲ့လိုကံကြွေးတွေဆက်ရမယ့်အကြွေးတွေပါလာခဲ့ကြတာလူတိုင်းလူတိုင်းမှာပဲဟိုကိုကိုရိုင်းရဲ့ကံကြွေးတွေကိုမိဘရဲ့ဒီ ဘဝတခြားမှာမပြပြခဲ့တဲ့ကံကြွေဒါမှမဟုတ်အရင်တန်တရာကအကျွေးတွေအဲ့လိုမျိုးငွေချင်းနဲ့ပတ်သက်လာကိုဆက်ရမယ့်အကျွေးတွေရှိတယ်ရှိတယ်တော့အနေရောတစ်ခါတလေမှာငွေချင်းနဲ့ပတ်သက်လာလို့ရှိရင်အရင်စိတ်ပင်ပန်းခံပြီးတော့မှရှာဖွေတယ်ရှာဖွေသမျှအရာရာတိုင်းကပြန်ပြီးတော့ကုန်သွားတယ်ပြန်ပြီးတော့ထွက်သွားတယ်အဲ့လိုမျိုးတွေအနေရောဒီ karmic loop တွေကမတက်နိုင်ဘူးပေါ့နော်ဆိုတော့ဘာလုပ်ရမလဲဆိုတော့ကိုယ့်ရဲ့ karmic loop ကိုဖြေချဖို့စူးစမ်းရမယ် karmic loop ကိုဘလို့ဖြေချရမလဲဆိုရင်နှစ်နည်းပြပြပြပထမတနည်းကတော့အနေရောဗုဒ္ဓဘာသာကြီးရဲ့အယူဆအရာပို့ပြီးတော့ပေးကဲစွန့်ကြဲလူ ူတန်းပေးတာဒေါ်လာတရားစိတ်ပြေဝဆိုတာ ਨੇ လှူတန်းပေးတာအဲ့တော့ daily မှာ daily မဟုတ်ဘူးဆိုရင်ဒါ monthly မှာကိုယ်မှာအလှူဒါနတစ်ခုခု ပြုစရာရှိရမယ်တတ်မှတ်ထားတဲ့နေရာတစ်ခုခုပေါ့နော်အော်ကိုကစိတ်ကူပေါ်လာလို့ရှိရင်ငါလှူလိုက်မယ်ငါစိတ်ကူပေါ်လာမယ်ငါပတ်ဆက်အများရဲလာကြရင်ငါလှူလိုက်မယ်ဆိုတာမျိုးမဟုတ်နေဘဲနဲ့တလစာမှာဒီနေရာကိုတော့ငါတိတိကျကျလှူတန်းမယ်ဆိုတာကိုတတ်မှတ်ထားပါนี่สมมุติเนี่ยแหละบาโลเลยสรเอาอย่างก็สึกกูปอไปชอบไปแล้วหลุเลยป่ะเนาะอ๋องาดีละกูเจ๊ประสัดนี่แม้ๆวินเลยสรเ ယ်ဟိုကလွယ်တယ်ဒါပေမဲ့နောက်ပိုင်းကျတော့အနေကဒီတသက်မမတ်နေရာတစ်ခုကို လှူမယ်လို့ကိုကိုကတိကွေးပြထားလိုက်တယ်။ဥပမာဒီဒီလာတွေမှာဆိုလို့ရှိရင်အနေအမြင်နဲ့ဖုံးကြောင်ဆိုင်လှူလို့ရှိအဲ့ဒါလားစင်လာတိုင်းမှာအနေမပြတ်မကွက်လှူတယ်။အငွေချင်းနဲ့ပတ်သက်ပြီးတချို့လာတွေမှာဆိုရင်တခြားတော့300ရာကြီးရှိနေတဲ့လာမှာဆိုရင်ဒါမှပဲအဲအနေကဟိုရှိနေတဲ့လာတော့ဆိုမှပဲဖြစ်မြအောင်လှူလို့ရှိရပေါ့နော်။ဆိုတော့အဲ့လိုမျိုးလှူတယ်။အနေရောရဲ့မိတ်ဆွေတငယ်ချင်းအပေါင်းအသင်းတွေအမတွေတွေမှာဆိုလို့ရှိရင်လည်းအဲ့လိုပဲတက်တက်မတ်မတ်အလှငွေ box လေးဆိုပြီးထားလို့ရှိကြတဲ့သူတွေလည်းရှိတယ်။အဲ့ဒီအလှငွေလေးကဟိုဒီ box လေးတဲ့ဟိုကအမြဲတမ်း င်းထားရပေါ့နော်အဲ့ဒါဖျားပန်းအတွက်လှူတာလည်းဖြစ်နိုင်တယ်ဒါမှမဟုတ်လို့ရှင်မရှိစင်းသားတွေကိုလှူတာလည်းဖြစ်နိုင်တယ်အဲ့ဒါမှမဟုတ်လို့ရှင်အာဆုံကတာမျိုးလည်းဖြစ်ောက်ဖြစ်နိုင်နေပေါ့နော်ဆိုတော့အဲ့ဒါကပထမနီလန်တစ်ခုကိုယ့်ရဲ့ခမစ်တေကိုခြေဖို့အတွက်ပေါ့နော်ဆိုတော့အဲ့လိုမျိုးတက်တက်မှတ်မှတ်စထားပါဒီတိုင်းမှဟိုတရဟိုရောက်လိုက်ဒီရောက်လိုက်မဟုတ်ဘဲနဲ့ကွက်ဆန်လို့မယ်ဆိုစီလို့မယ်ဆိုစီဆေးလို့မယ်ဆိုစေ စားတော့လှူမယ်ဆိုရင်စားတော့ပေါ့နော်ဒါမှမဟုတ်လို့ရှင်ရလဲဒါဖျားပိုရဝိဆန်းနဲ့ပတ်သက်ပြီးလှူမယ်ဆိုရင်လဲကို့တဘောတိုင်းမယ်စပြီးတော့လှုပ်ကြည့်ပါပြီးရဲအဲ့ဒီမှာကိုက intention ချပါဒီလိုမျိုးလားစင်ပြုတ်လိုက်တဲ့ကုသိုလ်အလှူအားဆိုလို့ရှိရင်ကို့ရဲ့ငွေကြေးနဲ့ပတ်သက်တဲ့ karmic ကို ကြော်လွားနိုင်ဖို့အတွက်ခြေဖို့အတွက်လှူနေတဲ့အလှဖြစ်ပါတယ်ဆိုတာကိုကိုယ့်ရဲ့စိတ်ထဲကနေအာရုံပြုထားပေးပါ။ငွေနဲ့ပတ်သက်တဲ့ကိုယ့်ရဲ့အကြောက်တရားတွေကိုတက်ကြည့်တာကိုကိုယ်တိုင်မဟုတ်ဘူးဆိုရင်တော့ကိုယ့်ရဲ့မိသားစုတွေပြမျိုးသားချက်အတိုင်းဝိုင်းနေတယ်မှာပေါ့နော်။အဲ့လို lesson ကန်းလာခဲ့တဲ့ငွေချင်းနဲ့ပတ်သက်တဲ့ fears တွေရှိလား limiting belief တွေရှိလားအဲ့ဒါတွေနဲ့ပတ်သက်ပြီး shadow work တွေလုပ်တဲ့အခါမှာလည်းကိုယ့်ရဲ့ karmic loop တွေကိုသွတ်တွေ့တယ်။အဲ့တော့တွေ့တဲ့အခါမှာကိုဖြေချနိုင်တာပေါ့နော်။အော်ငါငွေနဲ့ပတ်သက်အများနဲ့မလုံလောက်မှကြောက်နေခဲ့တာပါလား။ငွေနဲ့ပတ်သက်ရင်ငါက ရှာတာတော့တော်တယ်ဒါပေမဲ့လက်ထဲမှာကြကြတင်းထားဖို့အတွက်ကောမကိုကိုကိုမပြည့်မီဘူးလို့ခံစားရလို့အเจ้าမျိုးမျိုးနဲ့ပြန်သုံးနေမိတာပါလားအဲ့လေဝင်လာပြီဆိုရတဲ့ငါကအာဒီပတ်ဆက်ပြတ်ကုန်သွားမှာပဲဆိုရဲစစ်ကြီးကအမြဲတမ်းကြီးစိုးနေတာလားစသဖြင့်ပေါ့နော်ငွေနဲ့ပတ်သက်တဲ့ကိုယ့်ရဲ့အကြောက်တရားတွေကို shadow work တွေရေးတယ်အဲ့တော့ many shadow work ဆိုပြီးတော့ရှာကြည့်လို့ရတယ် many shadow work ကိုအနေရောဒါ Facebook မှာလည်းဆက်ဆက်မှာ sharing လုပ်ပေးထားတာတွေလည်းရှိတယ် YouTube တို့ဘာလို့မှလည်းတွေ့နိုင်နေမယ် many shadow work ဆိုတာကိုရှာကြည့်ပါနော်ကိုကိုရိုင်းကလှုပ်ဆောင်လို့ရတယ် ရာတွေပါဒါမှမဟုတ်လို့ရှိရင်လည်း AI ကိုမေးလိုက်ရတယ် ChatGPT ကိုမေးလိုက်ရတယ် Many Shadow တဲ့ပတ်သက်တဲ့မေးခွန်းလေးတွေငါ့ကိုပြောပါဆိုအဲ့မေးခွန်းလေးတွေကိုကိုကိုတိုင်းက Channel ဆောက်ထဲမှာရေးပြီးတော့ဖြေကြည့်ကိုယ့်အကူပြန်ဖတ်ကြည့်အဲ့မှာအဖြေတွေ့ပါလိမ့်မယ်နော်နောက်ဆုံးနည်းလမ်းတစ်ခုကတော့ manifest လုပ်တာပါအဲ့တော့အာ manifest လုပ်တာဆိုတော့ဒါကြီးက manifest လုပ်လို့မရဘူးဆို manifest ကိုဘယ်လိုပုံစံနဲ့လုပ်မှာလဲဆိုတော့သူ့ဟာနီးစနစ်လေးရှိတယ်တချို့အချိန်ဒီမှာအညီတို့က gratitude ပေးတာပဲဖြစ်ဖြစ်နော်ကျေးဇူးတရားပွားများတာပဲဖြစ်ဖြစ် manifest လုပ်တာပဲဖြစ်ဖြစ်အညီတို့လုပ ်တက်နေတာပဲလှုပ်နေကြတာပဲဒါပေမဲ့ဘာဖြစ်လို့တချို့လူတွေကအောင်မြင်ပြီးတော့တချို့လူတွေကလှုပ်ရတာခက်ခဲနေနေဆိုရင်ဤစနစ်ကြတာနဲ့ဤစနစ်မကြတာနဲ့မှာအသေးစိတ်ကလေးတွေကွာသွားလို့ဖြစ်တယ်အဲ့တော့အဲ့ဒီ definition freedom ကြောင့်စတ်တိလိုက်ဖက်ကတဲ့ကောအနေကငွေကြေးပစာကို digital manifest လုပ်တာအရင်နေသွားတယ်အော်ငါဒီလဝင်ငွေဘယ်လောက်ရပါစေပေါ့နော်ငွေဟို ပမာဏဘလောက်စုမိပါစေဆိုတဲ့အချက်အရမ်းတွေကအဲ့ဒါအနီပါရီ manifest လို့လည်းတည်တာငွေကြေးရစေမဲ့ ideas တွေကို manifest လုပ်တယ်ကိုဘွားတွေကဝင်ငွေတွေကိုတိုးပွားစေမဲ့အကြံဉာဏ်ကောင်းတွေကိုဘွားတွေကဝင်ငွေတွေကိုတိုးပွားစေမဲ့မိတ်ဆွေကောင်းတွေကိုအနီ manifest ပို့ပြီးတော့လုပ်တယ်အဲ့ဒါတွေက တကယ်အလုံးဖြစ်ပါတယ်အဲ့တော့အနေနဲ့ဆိုဖက်မီများလဲ financial freedom ဖြစ်ချင်းငါ financial freedom ရပါစေရပါစေလို့ manifest ပဲတော့မှမလုပ်နဲ့အဲ့ဒါဆိုရင်အရင်ခက်ခဲတယ်ဘာလို့လဲဆိုတော့ financial freedom ဆိုတဲ့အရာကြီးကကျယ်ပြန့်လွန်းတာဖြစ်တဲ့အတွက်ကြောင့်တခါလေမှကိုကကိုကိုကိုဘာ manifest လုပ်လို့လုပ်နေမှန်းတော့မသိဘူးအဲ့တော့ငါ့ကို financial freedom နေပေးနိုင်စေမယ် ideas ကောင်းနေစီးပွားရေး ideas တွေပဲဖြစ်ဖြစ် personal ideas တွေပဲဖြစ်ဖြစ်လောကကိုလည်းပြန်အကျိုးပြုပေးနိုင်အောင်ငါ့ဘဝကိုလည်းပြောင်းလဲပေးစေနိုင်အောင် ideas တွေကို manifest လုပ်ပါနောက်တစ်ခုကစီးပွားမေးဖက် တ်တွေပေါ့နော်ကိုယ့်ရဲ့ financial freedom journey မှာအကူအညီပေးမယ် business partner တွေနဲ့တွေ့ရဖို့အတွက်ဆရာသမားကောင်းတွေနဲ့တွေ့ရဖို့အတွက် manifest လုပ်ပါဒါတွေကလက်တွေ့ပိုဆက်နေ financial freedom ဆိုရဲဟိုးမမြင်ရတဲ့အဝေးရအရာကြီးတစ်ခုတက်စားလို့ရှိရင်လက်ရှိကိုယ့်ရဲ့ဘေးနားမှာရှိနေတဲ့အရာတွေကနေစပြီးတော့ manifest လို့ပါကိုနေ့တိုင်းနေ့တိုင်း affirmation ရွေးလို့ရတယ်ငါရဲ့ financial freedom ကိုဖြစ်စေမဲ့ ideas ကောင်းတွေငါစီကိုရောက်လာလို့ကျေးဇူးတင်ပါတယ်အာ ideas ကောင်းတွေကိုလက်ခံရရှိပါတယ်ကို တရားထိုင်တဲ့အချိန်ပဲဖြစ်ဖြစ် affirmation ရတဲ့အချိန်ပဲဖြစ်ဖြစ်ညအဲ့ရဝင်ကန်ဒီ energy work လုပ်တဲ့အချိန်ပဲဖြစ်ဖြစ်အဲ့ဒါကို manifest လုပ်ပါအဲ့ဒီဆိုရင်အခုကိုယ့်ရဲ့ဘဝမှာဝင်ငွေတွေကိုအများကြီးတိုးပွားလာနိုင်ခဲ့တယ်ဆိုတာကိုပြောရမှာပေါ့နော်အဲ့တော့အဲ့ဒီဝင်ငွေတွေကိုတိုးပွားလာနိုင်ခဲ့ခြင်းကလည်းဝုန်းဆိုပြီးတော့ထိပေါက်ကန်ကောင်းတော့မဟုတ်ဘူးအဲ့ဒီမှာ ideas ကောင်းတွေပိုရှိလာတယ်ကိုရှောင်းရမယ့် lens ကြောင့်ပိုပြီးတော့မြင်လာရင်ငါဘာလို့လုပ်ရမလဲဒီအလောက်ကနေလူတွေကိုဘယ်လိုကူညီပေးရမလဲကူညီရဲ့ဆိုတဲ့နေရာမှာလည်းကူညီချင်ုံနဲ့မရဘူးလေ ideas ရှိဖို့လိုတယ်ဘယ်လိုပုံစံနဲ့နှီးစနစ်တကျ ပြန်ပြီးတော့ကူညီပေးချင်တာလေဘလို့ကုံစံနဲ့ပြန်ပြီးဝင်မျှပေးချင်တာလေညာတော့ပြအနေတော့ကိုလုတ်ပေးနိုင်တယ်ဆိုတာလေတည်တယ်လုတ်ပေးချင်စိတ်လည်းရှိတယ်ဒါပေမဲ့အဲ့ဒီမှာ ideas ကောင်းနေမရှိကြဘူးတချို့သူတွေမှာအနေကရိုင်းလည်းဒီလိုပဲလေလုတ်ပေးချင်တဲ့စိတ်ဆန္ဒပဲရှိတယ်ဒါကြီးကိုပဲထပ်ခါတလဲလဲလုံနေတာကြီးပဲရှိနေတယ်အဲ့တော့ ideas ကောင်းနေလိုအပ်တယ်သူများနဲ့မတူရယ် unique ဖြစ်တယ်ကိုယ့်ရဲ့ financial freedom ကိုရရှိနိုင်လောက်တဲ့ ထွန်းပဝင် ideas ကောင်းနေတဲ့အကူအညီပေးမဲ့မိတ်ဆွေတွေကို manifest လုပ်ကြည့်ပါဒီတုံးချက်ဟာအနည်းဘွားကိုငွေကြေးနဲ့ပတ်သက်ရအထူးတစ်ဖြစ် financial freedom energy နဲ့ချိတ်ဆက်ပေးနိုင်အောင်လို့ ကူညီပေးခဲ့တဲ့လေ့ကျင့်ကောင်းလေးတွေဖြစ်ပါတယ်ဒီဗီဒီယိုကြည့်နေတဲ့ Aniroso Family များအတွက်လည်းပဲဒါ ideas အတစ်ကလေးတွေကိုရရှိနိုင်ခဲ့မယ်လို့လည်းအညီယုံကြည်ထားပါတယ် Financial Freedom ဆိုတာငါအခု Financial Freedom ရနိုင်ပြီဆိုဆုံးဖြတ်လိုက်တဲ့အချိန်ကစပြီးတော့အဲ့ဒီ energy နဲ့ချိတ်ဆက်မိသွားတာပဲဒီလောက်တရားလွယ်ကူပါတယ်ဘုံချုပ်အနေနဲ့အနေဝင်မြပေးချင်တာကတော့ Financial Freedom ကိုနံပါတ်တစ်ခုနဲ့မတက်မှတ်ပါနဲ့ဘယ်အဆင့်ကိုရောက်မှ တလားဝင်ငွေဘယ်လောက်ရှိမှငါ financial freedom ရမယ်လို့မတတ်မှတ်ပါနဲ့အခုလက်ရှိပြစ်ဆုံးပဲအချိန်မှာပဲအဲ့ဒီ financial freedom ရဲ့ energy ကိုရအောင်ရှုပါကိုကိုသား focus ထားပါလောကကြီးမှာပေးရမယ့်အရာတွေကပေးလိုက်ရမှာပဲအဲ့လိုဆိုတိုင်းမှာကိုကကိုကိုကို invest မလုပ်ဘဲနေစရာမလိုဘူးရေနော်ထပ်ပြီးရှာရမယ်ရှာရမယ်မဟုတ်ပဲငါကိုကဘယ်လိုပိုကောင်းအောင်နေရမလဲငါကိုကဘယ်လို မြင့်တရမလဲငါကငါဘလို့ပိုတောင်နေရမလဲဆိုရဲကိုယ့်ရဲ့ energy level ကိုလည်းမြင့်တင်ဖို့မမေ့ပါနဲ့ကိုကိုကိုသာမြင့်တင်နိုင်ခဲ့ပြီကိုကိုကိုသာယင်းနှမြုံနေထားမယ်ဆိုရင်အဲ့ဒီ abundance energy ကလည်းကိုယ့်ရဲ့နောက်ကိုထက်ချက်မခွာလိုက်လာမှာဖြစ်ပါတယ်ဒီ video လေးကိုကြည့်နေတဲ့အမျိုးဆို family များအားလုံးလည်းကိုနဲ့ထိုက်တန်တဲ့ abundance energy တွေနဲ့ financial freedom တွေလက်ခံရရှိပါစေလို့အနည်းဆုတောင်းပေးလိုက်ပါတယ်နောက်ထပ် video လေးတွေမှာပြန်ဆောင်ကြမယ်เนาะစိတ်ဆုတင်ပါတယ်ရှင်